ငလင်အတွက်ခင်စင်ရေးလုံနေရင်ထိခိုက်တင်ရရရှိခဲ့တဲ့ထုံးကိုကို MSL ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင့်ထုံးကိုကတင်ရောက်ဆောင်တင်ရောက်ဖြစ်ပေမယ့် Brighta လုံနေပတ်တန်ရအတက်တင်ရောက်ပါဝင်တက်သူပါထုံးကိုကနိုင်ရေးကူညီအသင်းမှကားမောင်းနေတာဖြစ်ပါတယ်လက်ရှိမှာတော့ငလင်ဘေးကြောင့်ပြည်စည်းသွားတဲ့နေရာတွေကို အစွမ်းကုန်စူးစားကကဲတင်နေတာဖြစ်ပါတယ်အမှုပညာရှင်တွေတော်တော်များများကလည်းငလင်ဘေးကြောင့်ထိခိုက်ခံစားနေရတာပါသူတို့အနေနဲ့အလှူငွေတွေကောက်ခံကကူညီပေးနေကြတာပါတချို့အမှုပညာရှင်တွေကလည်း ဲ့သိညာချင်းအလူငွေတွေထောက်ပံ့လူရန်ပေးနေတာဖြစ်ပါတယ်။ထွန်းကူကတော့တခြားအမှုပညာရှင်တွေလိုငွေသားတွေလူရန်ပေးတာမဟုတ်ဘဲသူကိုယ်တိုင်မြေပြင်ဆင်းပြီးပါဝင်ပေးနေတာပါ။ထွန်းကူကကဲဆိုင်လုပ်ငန်းလုပ်တဲ့ပရဟိတအသင်းနဲ့ပေါင်းပြီးမန္တလေးဘက်ကိုကဲဆိုင်လုပ်ပေးနေတာဖြစ်ပါတယ်။မန္တလေးမြို့ကငလျင်တန်းကျောင်းပျက်စီးဆုံးရှုံးမှုတွေများချီကိုဖြစ်နေကြတာပါ။အဲ့ဒီတည်းမှာ Sky Villa Condo က၁၇ထက်တိုင်မှာ၇ထက်ကမြေထဲကိုကျွန့်သွားကြတာပါ။နောက်ဖက်တစ်ချမ်းလုံးကလည်းပြိုကျသွားကြရတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေထွန်းကူက ား Sky Villa ကွန်ဒိုနာကိုကင်စင်ရေးလုပ်ဖို့အတွက်အရောက်သွားခဲ့ပါတယ်။ညာဘက်တွင်လည်းအဖွဲ့အတူကင်စင်ရေးလုပ်ခဲ့ပါတယ်။ပြိုကျနေတဲ့တိုက်အောက်ထဲကိုဝင်ကာကင်စင်ရေးလုံကြတာပါ။ကင်စင်နေတဲ့အချိန်မှာပဲထုံးကုတ်ကွာချုံလဲသွားခဲ့ပြီးဒူးကိုထိခိုက်မိသွားတာဖြစ်ပါတယ်။ဒူးတန်အားရရှိသွားတဲ့အတွက်ထုံးကုတ်ကအလင်းမြန်ကုသမှုခံယူလိုက်ရပါတယ်။ဒူးကကွင်းလို့ဆန်းလို့မရအောင်နာကျင်သွားတာမို့ထုံးကုတ်ကကင်စင်ရေးလုပ်တာကိုရှင်းနာလိုက်ရပါတယ်။ကင်စင်ရေးဆက်မလုပ်နိုင်တာမို့ထုံးကုတ်ကစိတ်မကောင်းဖြစ်နေတာပါ။ပရာဟိတအဖွဲ့ကလူကြီးတွေကလည်းထုံးကုတ် ကိုစိတ်အယမ်းမလောဖို့ပြောဆိုနေတာပါစိတ်လောနေမယ်ဆိုရင်လူထိခိုက်နိုင်တာမို့စိတ်ပူတာတွေဖြစ်မှာစိုးလို့နားချနေရတာပါကင်ဆယ်ဖို့နေရာတွေအများကြီးရှိနေတာမို့ကင်ဆယ်သူတွေအနေနဲ့လည်းအများကြီးကယူဆိုင်ကာကူညီပေးနေကြတာဖြစ်ပါတယ် Sky Villa ကွန်ဒိုကတော့လက်ရှိချိန်ကစပြီးကင်ဆယ်တာမျိုးလုပ်တော့မှာမဟုတ်ဘူးလို့သိရပါတယ်အထင်းမှာအသက်ရှင်ကျန်တဲ့သူတွေမရှိတော့ဘူးလို့ယူဆလိုက်တာတွေကြောင့်ရှင်းနာလိုက်တာဖြစ်ပါတယ်ထုံကူကပရာဟိတနဲ့ပတ်သက်ရင်အစွမ်းကုန်ကူညီပေးခြင်းနဲ့စိတ်ရှိသူတယောက်ဖြစ်ပါတယ်နာယီပရာဟိတအထင်းမှာ မှာလည်းထုံးကုတ်ကိုဦးဆောင်ကအမြင်မပြတ်လုပ်ပြီးနေခဲ့တာကြောင့်မှဒါအပြင်အကယ်ဒမီပေးပွဲတော်ကဆိုရင်လည်းထုံးကုတ်ကအကယ်ဒမီပေးပွဲတော်မတက်ပဲတင်းကြီးဆရာနိုင်မြမာရဲ့နှာရင်းကိုကုညီပေးနေခဲ့တာပါတင်းကြီးနိုင်မြမာကနမေကြီးတင်းကြီးဆရာဖြစ်ပေမဲ့သူ့ရဲ့နှာရင်းကိုအမှုပညာရှင်ကြီးတွေအများပြားလာရောက်တာမျိုးမရှိပါဘူးဒါပေမဲ့ထုံးကုတ်ကတော့အကယ်ဒမီပေးပွဲတော်မတက်ပဲတင်းကြီးဆရာနိုင်မြမာရဲ့နှာရင်းကိုတွားရောက်ခါလောက်ကန်ပေးနေခဲ့တာဖြစ်ပါတယ်ထုံးကုတ်ကပါဝင်အမှုပညာရှင်တွေထဲမှာဆိုရင်ဝေလူကျော်ကိုထုံးမင်းတို့ကငလင်ကြောင် ပြုကြပြက်စီးနေတဲ့အဆောင်တွေကိုကိုရိုင်းတောင်းရကူညီကင်းစင်ပေးနေတာပါမလ28ရက်နေ့မှာပြုကြပြက်စီးခဲ့တဲ့ငလင်ကြောင်းထိခိုက်မှုတွေကအများကြီးကိုရှိနေခဲ့တာပါမြန်မာနိုင်ငံရဲ့စစ်ကောင်စီကတော့မလ31ရက်နေ့ကနေ April 6ရက်နေ့အထိကိုနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ်းမှတ်လို့သတ်မှတ်လိုက်ပြီးဖြစ်ပါတယ်အဲ့ဒီနေ့မှာမြန်မာနိုင်ငံတော်အလံကိုတဝက်တာလွင့်တူကဝန်ထဲချင်းကိုဖောက်ပြမယ်လို့သိရပါတယ်မိနစ်ပိုင်းတွင်မှာလူပေါင်းထောင်ကျင်းငလင်အတွက်အသက်ပေးလိုက်ကြတာပါငလင်အတွက်ကင်းစင်ရေလုံနေချင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ထုံက ုကိုပေါ်ပြည်သက်တွင်အမြင်ကိုပြောပြပေးခဲ့ပါအောင်အစုံတိချစ်စုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်